ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့အလင်းကပါ Audio Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့နုနုရေအင်းဝရေးသားထားတဲ့ရှင်ကွဲဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။တမပင်လေးတွေတန်းစီပေါင်နေတဲ့လမ်းကလေးတွေကိုမြင်လဲချုပ်ခွင့်ဝင်လိုက်တာနဲ့အင်းရဲ့ရှင်နံကိုကျမရရတယ်။ဟိုးလွန်ခဲ့တဲ့အနှစ်30ကျော်က ကျက်ဆက်ပြီးနှစ်ဖက်ချထားတဲ့ကောလိပ်ကျောင်းသူဘဝနဲ့ပြန်လာတော့ကလည်းဒီအနံ့ပါပဲလုံးကျုံနေထွေးတဲ့အိမ်ရဲ့အနံ့ကဘရောမှပြောင်းလဲသွားမှာမဟုတ်ဘူးထင်ပါရဲ့ပြောင်းလဲသွားတာကတော့ကျမပဲပေါ့မျက်နှာချင်းဆိုင်မြင်လဲမှန်ချက်လေးထဲမှာနှစ်ဖူးဆန်စာတွေဖြူဖွေးစပြုနေတဲ့အသက်90ကျော်မိန်းမတယောက် ဟိုမှာကျမတို့အိမ်ကိုမြင်ရပြီ။ရှင်နန်းတွေမဲဝနေတဲ့နှစ်ထပ်အိမ်ကြီးရဲ့မှာကျမအဖေရဲ့အမေရဲ့မမကြီးရဲ့ရှိရဲ့ဝမ်းနေစရာနဲ့ပြန်ပြန်ဝမ်းသာစရာနဲ့ပြန်ပြန်အိမ်ကိုမြင်လိုက်တာနဲ့ဘာဖြစ်လို့များအားရှိလုံခြုံသွားရပါလိမ့်နော်။မကြီးပင်တရက်ပင်နေကြမှာငြိမ်သက်တိတ်ဆိတ်နေတဲ့အိမ်ရှိမှာ ကျမရက်နေပြီးမှဝင်းတကတွန်းဖွင့်ဝင်လိုက်တာနဲ့ကျမယူနေတတိတ်တိတ်ခုံလာတယ်။အမေအမေကိုကျမဘလို့တွေ့ရမှာပါလဲ။သူအမတန်ချစ်တယ်ဆိုရက်အငယ်ဆုံးသမီးကျမကိုအမေဘလို့ဆက်ဆံမှာပါလဲနော်။မမကြီးမမကြီးအရှိတကားနာကနေမမကြီးကိုကျမတူတူခေါ်လိုက်တယ်။ မမကြီးကျမကိုမျောနေထင်ပါရဲ့ထက်ချင်းပဲအောက်ထက်အိတ်ခန်းထဲကနေထွက်လာတယ်အဲ့ဒီအိတ်ခန်းဟာအဖေနဲ့အမေရဲ့အိတ်ခန်းညီမိုးချုံမရောက်မယ်ထင်လို့ညနေသားတန်းတန်းစကားပြက်ပြက်ပြောတတ်ပြီးအမတန်ပါလက်တဲ့နှက်ခန်းနဲ့အမတန်ပါလက်တဲ့ကိုခန္ဓာကိုပိုင်ဆိုင်သူ ကျမရဲ့မမကြီးဟာဘာမှမပြောင်းလဲသလိုပဲ။ ကျမမလာဖြစ်တဲ့တနေ့အတွင်းမှာပြောင်းလဲသွားတာကတော့မမကြီးရဲ့ဖွဲ့ဖွဲ့လုံနေတဲ့စပင်တွေပဲမနစ်ကအဖေနဲ့အမေ86နှစ်ပြည့်မွေးနေ့အလှူမှာတော့ကမမကြီးစပင်တွေတလောက်မဖြူသေးပါဘူးမမကြီးကကျမအထက်ကအဖက်မတင်တဲ့အမနှစ်ယောက်ရဲ့အထက်အေးလေမမကြီး58နှစ်ရှိပြီပဲ60နာနီးပြီပေါ့ဒါဆို အကူကြီးကအသက်60ရှိခဲ့ပြီပေါ့နော် အမေရောမမကြီးထော်လေးတို့အိမ်မှာသူတို့ညီမတွေငငယ်ရဟာတွေတတိယတွေထင်ပါရဲ့အေးဖះဝဲသွားမလို့တဲ့ပိုးလုံးကြီးတွေဘာတွေထုတ်ဝစ်ပြီးဆွတ်ထွက်သွားတာပဲကျမရင်နဲ့တမျိုးကြီးခံစားရတယ်ပြီးတော့အဖေကိုချက်ချင်းတတိယလိုက်မိရဲ့အဖေရောမမကြီးဘယ်လိုလဲရဲ့ အလင်းစလိုမေးလိုက်တဲ့ကျမကိုမမကြီးကဘာမှမပြောပဲအတန်ပြတ်နဲ့လာတဲ့အဖေနဲ့အမေအိမ်ခန်းထဲကိုရှေ့ကဝင်သွားတယ်။မြမစီနဲ့ဖယားပန်းနဲ့ပြီးတော့အဖေနဲ့အမေနဲ့အနက်တွေလှမ်းခြုံထားတဲ့အခန်းထဲကကနုတ်ပန်းအခန်းတွေကိုဟောင်းနှွဲ့ရှိကြခန်းချလာတဲ့ကျုံးကတဲ့ကြီးပေါ်မှာအဖေအိပ်ပျော်နေရှာတယ်။အဖေနေမကောင်းလား။ထူးနာတာရော။အေးဟုတ်တယ်။ ဒူးကတော့ဒီလိုပါပဲအေးအမေကအဖေကိုလုံးလုံးမမှတ်မိတော့ဘူးပါရဲ့အိုးတကယ်ပဲလားမဖြစ်နိုင်လိုက်တာအမေကလားအဖေကိုညီဒီမှာကြာကြာနေနိုင်တော့ကောင်းပါပဲနေနိုင်ပါတယ်နေလဲနေမှာပါပဲမမကြီးရဲ့ကျမ အားကိုတိုင်တယ်ဖို့ဟန်ပြင်လိုက်တဲ့ကျမစကားတွေကိုမမကြီးဘတော်မှနားမထောင်ပါဘူး။ငါအမေကိုသွားခေါ်လိုက်အောင်မယ်။ညီအဖေနာဆောက်လိုက်အောင်။ပြင်မထမင်းစားကြတာပေါ့။အကိုကြီးတို့အိမ်ကထမင်းပို့တယ်။လာယူထားလိုက်။စကားဆုံးတာနဲ့မမကြီးခန္ဓာကိုယ်ပပလေးအခန်းပြင်ဘက်ကိုလှစ်ခနဲပြောက်ခွဲသွားခဲ့တယ်။အဖေကရင်ဘေးကပလက်ကလက်ထိုင်လေးမှာကျမကိုယ်ခန္ဓာကိုပုံချမိလိုက်တယ်။ မမကြီးอ่ะကျမတို့နှစ်ယောက်ကို ခုထိခွင့်မလွတ်နိုင်သေးဘူးလားမမကြီးမတရားမရှိနိုင်သေးဘူးလားအနှွေးတဲ့အင်းကြီးအိတ်ထောင်တွေကကျမရဲ့ခီးဆောင်စာအုပ်လေးကိုထုတ်လိုက်တယ်ဗုဒ္ဓယဉ်ကျေးမှုအခြေခံနဲ့စာအုပ်ရဲ့ပထမစာမျက်နှာမှာမမကြီးနဲ့အဖေတို့အမေတို့ကမုံနဲ့ကျမချစ်လင်ရဲ့လက်ရည်ဆောင်ဆောင်လေးတွေကိုမြင်ရတယ်စစနီခင်တူရဲ့အသက်50ပြည့်မွေးနေတော့တဲ့ ကျမရှင်မခိုးတဲ့ဖះစားမရတဲ့တရားလည်းမထိုင်တတ်ပတီးလည်းမစိတ်တဲ့ကျမချစ်လေးရဲ့အံ့ဩစရာမွေးနေလက်စားလွန်ခဲ့တဲ့တစ်ပတ်ကကြာရောက်ခဲ့တဲ့52နှစ်ပြည့်ကျမရဲ့မွေးနေ့မှာ အထီးကျန်ခြင်းကို ကျမအတွက်မွေးနေ့လက်ဆောင် ပေးခဲ့တဲ့ကျမရဲ့ချစ်လေးဆောင်လေးကိုတစ်ဖြက်ဖြက်လှန်လို့ရင်ဒါရဏပရိတ်ကို အာယုံပြည့်ရပ်ဖို့ကျမစူးစမ်းတယ် 15ပြပီ90ရှိရဲ့အခန်းလေးတစ်ခုခက်နွမ်းနဲ့ပရိဘောကအနေငယ်ကျမနဲ့တချို့လူတွေမုံပြီးသူမျက်နှာကိုကိုယ်ရဲ့စောက်တွေအပြည့်နေရအနှံ့ပုံစံအမျိုးမျိုးစစ်လိုက်ခွတ်တယ်အလွန်တက်ပင်ရဲ့ဖျားဆောင်လေးတစ်ခုလည်းရှိရဲ့ဒီအခန်းထဲမှာအိမ်တောင်သက်အနှစ်30နီးပါးကျမတို့ဖျက်တမ်းခဲ့တယ်ကျမကောလိပ်ကျောင်းသူဘဝတပိုင်းတစားနဲ့သူ့နောက်ခိုးရလိုက်ခဲ့ကြတဲ့က တစ်ဖက်ကကျူရှင်ပြရင်သူလှုပ်ချင်တာတွေလှုပ်ရင်ချွတ်တဲ့မှုတံကိုခါးစည်းမခံနိုင်တဲ့ကျမကအိမ်ပြန်လက်ဖြတ်ရင်ဒီအခန်းလေးထဲမှာဒင်းသွေးကိုငါတို့ချစ်နေရအောင်မယ်။နင်တို့သားသမီးမရစေနဲ့လို့ဆိုတဲ့မမကြီးစိန်စာကလည်းကျမတို့ကိုထိခဲ့တာဟုတ်နော်။စာအုပ်လေးကိုကျမပိတ်လိုက်တယ်။မသိမသာလွန်းလွန်းလိုက်တဲ့အဖေကိုကြည့်ရင်ကျမဝမ်းနေလာတယ်။ကျမဘာသူကိုပြောရမလဲ။ ညသကောင်ရဲ့စူညံလှောက်ခါနေရဲ့လူခေါ်ကြေးခေါလောင်းတန်းပြီးတော့သစိန်းတွေသစိန်းတွေရဲ့အတူ ကျမရှီယာဖြက်ကနေပြောက်ခဲ့သွားပြီးအထီးကျန်ခြင်းကိုကျမအတွက်ထားရခဲ့ကျမရဲ့ချစ်လေးကျမတိတ်ကြောက်တာပဲဖေသူသာဆိုရင်တော့ကျမကိုပြောဦးမယ်မင်းကဘတော်မှကြေးပြင်းမဲ့မိမမဟုတ်ဘူးလို့မောင်စားပြုတ်လာတဲ့အခန်းထဲမှာမိဖွေမို့ကျမထားလိုက်တယ်မိဖွေမိအဖေကလေးနာ ကျမပြန်လာတော့ အဖေကနိုးနေဒါပေမဲ့အဖေကျမကိုဘာမှမပြောခဲ့ပါသူ့မျက်လုံးတွေဟိုးတီတီလိုက်ကြည့်နေရယ်ပြီးတော့မှညီးမီရောတဲ့ကျမငယ်ဘဝတစ်ချောင်းလုံးကြားခဲ့ရတဲ့အဖေရှိရွတ်တန်းကျမဘာပြောရမလဲအမေလားအဖေကျမစကားထနေစေအဖေမျက်နှာချက်ကနေညှို့နှံသွားပြီးမျက်လုံးတွေမိတ်ပြစ်လိုက်တယ် ကရင်ပေစပွဲလေးပေါ်တပူးလေးတွေကနွားနို့ကိုအဖေတောက်နေကြလက်ဖေးပကံများတက်လေးတွေကို ကျမငှင့်ထစ်ပေးလိုက်တယ်။စိတ်ချနှစ်ဖြန်ကြလိုက်ဖို့ပြပါမယ်လို့ဆို။ဟောမမကြီးတအမေပြန်လာပြီလား။အဖေမျက်လုံးတွေပြန်ပွင့်လာတယ်။ကျမရှင်တွေလည်းတထိတ်ထိတ်ပြန်ခုံလာတယ်။အမေဘလို့ဖြစ်နေမှလဲ။လာပါမေရဲ့ အခန်းဝမှာမမကြီးနဲ့အမေရုပ်တရက်ပေါ်လာတယ်။အမေပရေတို့ဘာပြင်မှာတနခါးရီနဲ့အမေကကျမကို စိမ့်စိမ့်ချီကြည့်နေတယ်။လန်းဆန်းတွက်ကြမှုတစ်မျိုးပူကတ်နေတဲ့အသက်60ရွယ်ကျမရဲ့အမေဟာကျမကိုကြည့်ရကအဖေ့စီကိုဖြတ်ခနဲလှမ်းကြည့်လိုက်တယ်။ပြီးတော့ကျမငှဲ့လက်စနွားနှုတ်ပကံပြားလေးပေါ်။"အိုးအမေတတိယပါစေ"ကျမမျက်စိရမှာအဖေ့မဲစည်းအောင်မှာ လက်ကင်ဘွားလေးခံပြီးနွားနို့ပကံများလေးကိုတိုက်နေရဲ့အမေအဖေတူကိုအမင်းနှိပ်ပေးနေရဲ့အမေနင့်အဖေရောဆိုတဲ့အမေပူပန်တဲ့နဲ့ပြရခတ်အမှုရာကျမအမေကိုညှော်လင်းတကြီးချိမိရဲ့ပြီးတော့နွားနို့ပကံကိုကျမကောက်ကင်လိုက်ရင်ရှော့လေအမေအဖေကိုကျမစကားမဆုံးခင်မှာပဲအမေကအဖေကိုလက်ညှိုးငေါငေါထိုးလိုက်တယ်ဒီအဖိုးကြီးဘယ်ရလဲသူများအိမ်မှာဘာလာလုံနေရလဲ အခုထိမပြန်သေးဘူးလားမိုးချုံနေပြီအိုးအမေမျက်စိစုံမလိုက်တဲ့အဖေမျက်နှာကို ကျမတသက်မမေ့နိုင်တော့ပါဟဲ့ဖိုးကြီးကိုယ့်အိမ်ကိုပြန်လေမိုးချုံလာပြီအသားရေတွေက ဖြူပက်ဖြူရောနဲ့အဲ့ဘဲကတရုတ်အဖိုးကြီးလဲဟမ်ဘဲကလဲမမကြီးကအမေကို အတင်းဆွဲခေါ်သွားတယ်အဖိုးကြီးပြန်တော့ဆိုတဲ့အမေအော်တန်တသက်ကိုကျမတကယ်ကြားနေရတာပါလား အမေကအဖေကိုလုံးလုံးမမှတ်မိတော့ဘူးဖြစ်နိုင်မှာမလားအိမ်တော်သက် အနည်း90ကျော်တလျှောက်လုံးအမေကအဖေကိုဘလောက်မျက်နှိုးခဲ့သလဲဘလောက်ယူရခဲ့သလဲတရင်ပေါက်ကဝင်တဲ့လေအချိန်နဲ့တဖြည်းဖြည်းလွင့်နေတဲ့စားချနာကိုကျမနဲ့မမကြီးမှုရအောင်မှတက်တက်ရရဖိလိုက်ကြတယ်ဘလက်ကလထိုင်အောင်လဲနေသားတကြဂရင်ဘေးကဇပွဲလေးပေါ်မှာလဲနှွားနှုတ်တပူနဲ့ ပကံပြားလေးကိုအဖေရှိနေတုန်းကလိုပဲတည်တည်တတ်တတ်ချထားပါတယ်။အခန်းဝကကြည်လိုက်ခြံနောင်ထဲမှာအဖေရှိနေတယ်လို့ပေါ့နော်။မမကြီးစီကချိန်ပြီးရှိုက်တန်ကြားရတယ်။ငေါဘာဖြစ်လို့မိတိုက်တို့အိမ်ညအိတ်ခိုင်းရတာလဲ။ပြောစမ်းပါဟဲ့။ဟောအမေပြန်လာပြီ။အမေပြန်လာရှာပြီ။မမကြီးကမျက်ရည်တွေကိုကပြကပြတုတ်တယ်။ အမေကိုခေါ်လာတဲ့အကိုကြီးရဲ့အမေရလဲပြာဆိုတဲ့စိတ်မကောင်းတဲ့အောင်ကြားရတယ်။သူများရဲ့မှာအပြုတ်အရွယ်လေးညှက်သွားအိမ်လို့မကောင်းမှုဆိုတာနင်တို့မသိဘူးလား။ငါတစက်မှအိမ်မပြုတ်။ဒီနေ့ညသာဆက်အိမ်ရရင်မိတိုက်တို့အိမ်မိနဲ့အရှုပ်ပဲ။ကျမနဲ့မမကြီးအခန်းထဲကမြ мян ထွက်လိုက်ကြသည်။အဲကန်းထဲမှာအမေကဆွဲထားတဲ့အကိုကြီးလက်တွေကိုရှုံးဖယ်လို့ဒီမှာထိုင်အောင်လေမင်း အမေကခေါင်းကိုတတ်တတ်ခါရရင်ကျမနဲ့မမကြီးကိုလှမ်းကြည့်ရဲ့ပြီးတော့ကျမတို့နှစ်ယောက်ကြားကဖြတ်ပြီးအိတ်ခန်းစီကိုတန်တန်မတ်မတ်အမေကျမလှုပ်ခနဲခေါ်လိုက်ရင်အမေနောက်ညံ့ညံ့လိုက်ခဲ့တယ်အမေကအခန်းဝမှာရပ်ပြီးကရင်ကိုငေးကြည့်နေတယ်ပြီးတော့အခန်းထဲဖြည်းဖြည်းချင်းဝင်သွားတဲ့အမေကိုနောက်ကနေကျမတို့မောင်နှမသုံးယောက်အသက်မရှူပဲချိန်မိနေကြတယ် အမေကကတင်ကိုတပတ်ပတ်လိုက်တယ်။ပြီးတော့ပလက်ကလထိုင်လေးကိုလက်နဲ့ထိကြည့်ရယ်။ပြီးတော့အခန်းလေးကိုလှည့်ပတ်ကြည့်ရင်ဖះစင်စပွဲကုံပေါ်ထောင်းထားတဲ့အဖေတပ်ပုံကိုမြင်တော့ဟဟပပရေးချလိုက်တယ်။အမေကလည်းဗျာ။အကိုကြီးကတက်ပြင်းတစ်ချက်ကိုချလို့ဂရင်ဘီကပလက်ကလထိုင်ပေါ်မှာခြေပြက်လက်ပြက်ထိုင်ချလိုက်တယ်။အဖေတပ်ပုံကိုကြည့်နေတဲ့အမေကဒီပဲလှည့်လိုက်နဲ့ ပလက်ကလထိုင်မော်ကအကိုကြီးကိုလည်းမြင်ရောအံ့ဩကလို့မျက်နာပြောင်းသွားရင်ပလက်ကလထိုင်ဘေးကိုချက်ချင်းရောက်လာတော့တယ်။ပြီးတော့ကြုံကြုံလေးနဲ့အကိုကြီးခြေထောက်တွေကိုဖြည်းဖြည်းချင်းတရွတ်တရနှိပ်တော့တာပါပဲ။အမေအကိုကြီးကသူ့မျက်နှာကိုလှဝါးနဲ့အုပ်လိုက်တယ်။အမေကတော့အာရပါရနှိမ့်နေရင်းကနေအကိုကြီးစီကတအေးအနေရှိုက်တန်ထွက်လာတော့ဖြည်းဖြည်းချင်းအကိုကြီးကိုမော့ကြည့်တယ်။ ပြီးတော့ဘာမှမဖြစ်တယ်လို့စက်နှိပ်ပြန်တယ်။ဒါပေမဲ့တပြေးပြေးလှုပ်ရှားနေတဲ့အမေလက်ချောင်းပိမ့်ပိမ့်လေးတွေနှိကွေသွားပြီးခဏနေရောစက်ကနေထပြီးအခန်းထဲကထွက်သွားတော့တယ်။ခင်ထွေးတမီအဖေအယားစီကိုလှမ်းလိုက်တဲ့ကျမတကူလုံးတုံ့လှုပ်သွားခဲ့တယ်။အမေနန်းနန်းလင်းစာမောင်ရီအလင်းရောင်အာမအမေရေလေးချနောင်ပေးမှရက်လို့ အမေမနှိုးကအဖေအိယာကိုနေသားတစားဖြစ်အောင်ကျမအစောကြီးထလာခဲ့တာအမေကရင်ဘေးမှာတင်းငိခန့်ညာစွာစိုးရင်ပူပန်ကြီးတက်တဲ့အမူအရာနဲ့ရက်နေတဲ့အမေဟာကျမတို့ရဲ့အရင်ကအမေပဲလားတမီကျမနားစားမလွှဲပါအောင်နော်ကျမနားကိုတိုးကဲ့ရင်အမေလက်တွေဝမ်းသာအရာကျမဆွဲယူလိုက်မိရဲ့အိုးအမေလက်တွေအေးဆက်နေရပါပဲ။ ဖယ်စမ်းပါအမေကသူ့လက်တွေကိုပြန်ဆွဲယူရင်အလင်းစလိုနိုင်လျတဲ့ခိုးရုံးကအမေလီတန်နဲ့ညီးဖေရောဟမ်ညီးဖေပမာလဲညီးဖေပမာလဲညီးဖေဘယ်ရောက်သွားလဲဖေရဖေကျမဘာပြောရမလဲကျမလေကျမလက်တွေကိုဆွဲခါလှုပ်ရမ်းနေတယ်အမေလေးကျမရဲ့လက်တွေကိုဆွဲခါလှုပ်ရမ်းနေတယ် ပြောလေညီအဖေရောလို့ဆိုအဖေရှိပါတယ်ဘမလဲရှိပါတယ်အိုးမရှိပါဘူးငါအယုံတက်ကလေးကညီတို့မနှိုးခင်တည်းကလိုက်ရှာနေရတအိမ်လုံးနဲ့နှံ့နေပြီပြောစမ်းပါကြီးဘမလဲညီညီတို့ဘယ်ကိုပို့ထားကြလဲဟင်မပို့ပါဘူးအမေရဲ့အိုး မြင့်ရွေလှိမ့်စင်းလာတဲ့အမေကိုကျမကစိတ်မရှိသလိုတွန်းလိုက်ပြီးအမေခန္ဓာကိုယ်လေးဟာခရင်မော်ကိုအဝတ်ပြော့လေးတစ်ခုလိုပုံချသွားခဲ့တယ်။အမေတင်ထားတဲ့ဇာစနာအောက်ကအိပ်ရာရဲ့ဘေဘက်ချမ်းပေါ်မှာခုတ်ခွေးလေးအမေမျက်နှာကအဆမတန်အိုမင်းနွမ်းနေနေပြီးအမေမျက်လုံးမှာဒေါသနဲ့အစိုးရင်တော့ကရီအမေစီမှာပူကပ်နေတဲ့လန်းစွမ်းတကြွမှုမျိုးဖယ်လျှောက်သွားပြီလေ။အမေကချမ်းနာအမှုအကြာကြီးစိုက်ကြည့်နေရကနေ ်ကျမဘက်ကိုစက်ကနေလှမ်းကြည့်လိုက်တယ်အသက်ရှင်ရတော့ငါတို့ကိုခွဲမထားကြပါနဲ့အေးအမေရဲ့တောင်းပန်ညှဉ်းညူတာဟာကျမကိုနာကျင်စေပါတယ်ရှင်ခွဲရှင်ခွဲခွဲရတဲ့ဒုက္ခကိုညီတို့မသိပါဘူးအိုးအမေရဲ့ကျမမသိပဲရှိပါမလားကျမခံစားနေရတာပဲအမေအမေလို့ကျမပောက်ကွဲပြရစီတော့ အမေနားထောင်ပါနော်တပတ်ဆောင်းသွားတဲ့အမေရဲ့လက်တွေကိုကျမဆွဲယူလိုက်တဲ့အခါအမေအသက်မရှိတော့ပါဘူး